အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောချင်တာတော့ကျွန်တော်ဒီတစ်တော်ဘောကနေပြီးမှ KN အကြောင်းနေတောက်လျှောက်ပြောလာတာပါเนาะ KN ရဲ့လုံရဘုံတော့ကိစ္စလေးပြောလာတဲ့ခါကျတော့အဲ့မှာ comment မှာလေးလာလာရေးကြတယ်လူရေးရဲဆိုတော့ KN အကြောင်းမပိုင်မပြီးတော့ဘူးလားနောက်နောက်တတ်ပြင်မယ်နောက်ဥွှေမင်းလို့ဖြစ်တော့မယ်အမျိုးက sniper နဲ့ပြင်မယ် အမျိုးမျိုးချင်းချောက်တာတမျိုးကြီးအကြောင်းမပြောစေချင်တဲ့ကိစ္စတွေတမျိုးပေါ့နော်အမျိုးမျိုးလာရေးကြတာအဲ့ဒါလေးကိုကျွန်တော်အနေနဲ့ပြန်လည်ရှင်းလင်းလိုတာပါကျွန်တော်တို့ KIA အကြောင်းပြောနေတယ်ဆိုတဲ့စာကအမှန်တရားကိုပြောနေတာအဲ့ဒီအမှန်တရားပြောနေတယ်ဆိုတဲ့ကဏ္ဍကအခုကျွန်တော်ကိုလောက်ကြံလိုက်ပြီးထားလိုက်ကိုကျွန်တော်မရှိတော့ဆိုပြောမယ့်တွေပေါ်လာမှာပဲအဲ့ဒါတော့ဘာပြောမယ့်တွေပေါ်လာလိမ့်မယ်ဘာကြောင့်ပြောမယ့်တွေပေါ်လာမှာဆိုတော့ဒါချင်းရမှာအမှန်တရားကြီးလူတွေက ပြောခွင့်မတာတုံးကလာကြိတ်မိပြီးခံနေရတာဖွင့်တာရင်ပြောခဲ့ကြမှာကေအင်းနေဆက်တာတယောက်တည်းမဟုတ်ဘူးသူစုလို့တမျိုးလို့ဒါမျိုးနွယ်စုတစ်ခုလုံးကိုတူလှုပ်ထားတဲ့ကိစ္စကြောင့်မို့ပေါ်ဒါတယောက်ပြီးတယောက်တော့ပေါ်လာကြမှာဒါကျွန်တော်လှုပ်ကြမလို့လှုပ်တယ်ဆိုတော့ကျွန်တော်တတ်မယ်ဖြတ်မယ်ဆိုတာအဖြေမဟုတ်ဘူးတဲ့ဥစ္စာအဲ့မျိုးကလှုပ်ကြခဲ့မယ်ဆိုရင်ကေရအမားပေါ်အမားဖတ်စစ်မားနေပြီလို့ကျွန်တော်အနေနဲ့ပြောခြင်းတယ်ဒါကိုရခင်တုန်းကဆိုရင်တော့လှုပ်ခဲ့ကြတာပဲကေရနှစ်ပေါင်း60ကျော်အတွင်းမှာ ဟာနင်းနေပဲပြောလိုက်ပေါ့တပစ်လိုက်တယ်နောက်ထပ်သတင်းပေါ်တပစ်လိုက်တယ်လုံးဝမပြောရင်အောင်လုတ်ခဲ့ကြတာယနေ့ကျွန်တော်တို့ပြန်ပြောလာပြန်ဒါကြောင့်မို့ဒီဥစ္စာကြီးကတန်နေရာကြီးလည်နေတို့ရဲ့ KI အနေနဲ့စဉ်းစားရမှာကအခုကျွန်တော်ပြောတတ်တဲ့ကိစ္စကဘာကြောင့်မဖြစ်လာလဲဘာကြောင့်ပြောနေလာလဲဆိုတော့ကိစ္စတော့သူကအရင်းမြစ်ကိုပြန်လက်ကြည့်စီခြင်းပါအချိုးတရားနဲ့အကြောင်းတရားဆိုဆက်ဆက်နေတာဖြစ်ပါအကြောင်းတရားကြောင့်မဘာအချိုးတရားခံစားရဆိုတိတိ ပြင်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့အခုကျွန်တော်ပြောနေတဲ့ကိစ္စတွေကဟုတ်မဟုတ်ဆိုတာလဲစုံစမ်းကြည့်လို့ရပါတယ်အောက်ရှာလို့လို့ဟုတ်ကဲ့နေဆက်မှုကြောင့်မို့တစ်ဖက်ကလည်းလက်နဲ့ကင်မှာတိုင်မှဖြစ်မယ်ဆိုတော့ကျွန်တော်ချမ်းနေတွေကလည်းလက်နဲ့ကင်ပြီးလှုပ်လာလက်နဲ့ကင်မြတ်လက်နဲ့ကင်ဖွဲ့စည်းပေါ်လာတဲ့ခါကျတော့ကချင်နဲ့အေးရှားရှားနေလို့မရဘူးကျင်ရဲ့လောက်ကကြောင့်မို့ပေါ့နော်ဒါအဲ့ခါကျတော့ကချင်နေတဲ့ကြီးလန့်စာစားဘွားကိုနေနေကြတယ် သူကြောက်ကိုကြောက်ဖြစ်နေခါကျတိုင်းသားချင်းချင်းကကျွန်တော်တို့အတူနေတိုင်းသားချင်းချင်းကချစ်ခင်ရင်းနှီးမှုတွေပုံမှန်ဝေးတဲ့ဝေးသွားနဲ့နဲ့ကန်နေကနေပြီးမှပြည်သူလူထုအပေါ်မသိစီမနှိမ့်ဆက်နိုင်အောင်နောက်ပြီးတော့မရက်ဆက်နိုင်အောင်တို့ကျွန်တော်တို့ခုနေချိန်မှာသူတွေလုတ်ခရတဲ့အားလုံးကိုကျွန်တော်ထောက်ပြပြောဆိုနေတာဖြစ်ပါတယ်။ဒါကြောင့်မဟုတ်အခု KYA ကိစ္စပြောတယ်ဆိုတာကတော့သူတို့ရဲ့လုတ်ရအမှန်တွေကိုပြောတာဖြစ်ပါတယ်။ဒီထက်မကလေးပါဘူးကျွန်တော်တို့အခုကျွန်တော်စပြောတာ တရားမှာတပုံတော့မရှိသေးပါဘူးဒါကြောင့်မို့ဒီကိစ္စကြီးကိုကျွန်တော်ကဘာစဉ်းစားထားလဲဆိုတော့ KNY လုတ်ခဲ့တဲ့မြတ်ဆိုရယ်စာအုပ်ကိုကျွန်တော်ထုတ်ဖို့တော့ကပြင်သားပါတယ်အဲ့ဒီစာအုပ်ကိုထုတ်သွားပြီးရင်လည်းအဲ့ဒီစာအုပ်ပေါ်မှာဒါအမှန်တရားကိုရေးမှာပါကျွန်တော်မှတန်တပ်ပုံတွေရေးနေစေရဆင်းတဲ့အကုန်လုံးရှိပါလေလူနာမယ်နေရဲ့အစထုတ်ခဲ့မယ်ဆိုရင်အဲ့ဒါက KNY ကိုအမုန်းတရားဖြစ်အောင်လုပ်လုပ်ကောင်းမှုဒီခေတ်ကပြစ်ခဲ့ကြတယ်ဒီပုံစံမျိုးနောင်ကိုဘယ်တော့ဘယ်တော့မှမဖြစ်အောင်ကျွန်တော်တို့အနေနဲ့တင်ကားစာယူနေအောင်ဒီစာအုပ်ကိုကျွန်တော်ပြစ်မနေထုတ်ပါမယ် ကိစ္စမျိုးတွေမပေါ်ပေါက်အောင်လာဆိုရင်လက်နက်ကင်တန်ရာကြီးကိုကျွန်တော်ဖြတ်ဖို့တော့လိုအပ်ပါတယ်အဲ့လက်နက်ကင်တန်ရာကြီးဖြတ်ဖို့တက်ဆိုရင်ကျွန်တော်ဘာလို့လက်နက်နဲ့ဖြတ်လို့ရမှာမရဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကပါလဲဆွေးနွေးမှအဖြေရှာကြရမယ်တိတ်မှဖြစ်ခဲ့တဲ့ဥစ္စာတင်ကားစာယူပြီးမှကျွန်တော်တို့အနာဂတ်ကောင်းဖို့တက်ကိုပြစ်ဆုံးပါမှာကျွန်တော်အကောင်းဆုံးဆွေးနွေးအဖြေရှာကြပြီဆိုရင်တော့အနာဂတ်ကာလကရှိရှိခင်ခင်နဲ့တိုင်းလာရှိချင်းစစ်မဲ့ကင်းစင်တော့တိုင်းပြည်ကြီးတစ်ခုကို ျွန်တော်တိဆောက် run နိုင်မှာဖြစ်ပါတယ်အဲ့ဒါမှလည်းတိုင်းနာချင်း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 နဲ့နေထိုင်သွားမယ်ဖြစ်တယ်ဆိုတော့အကြောင်းလေးကိုကျွန်တော်ပြောလို့တည်ဥတင်ပါတယ်